ကျမ်းမာရေးရခြင်းကစားပြီးတော့ကြွက်သားတိဆောက်တဲ့သူဖြစ်စေခန္ဓာကိုယ်အလှပအတွက်လုံးဝဗဘူးရုပ်တစ်ခုလိုလှပဖို့အတွက်ကြွက်သားတိဆောက်ဖို့ဖြစ်စေကျွန်တော်တို့မေးလျော့ခံနေတဲ့ကြွက်သားတစ်ခုရှိတယ်အဲ့ဒါကတော့လက်မောင်းနောက် tricep ကြွက်သားဖြစ်တယ်ဒီမှာတော့တကူတကကြီးကျွန်တော်တို့ကဒီလိုမျိုးကြီး tricep ကြွက်သားကြီးကိုညှစ်နေမှာမဟုတ်ဘူးအားဒီလို tricep ကြီးကြီးပြနေမှာမဟုတ်ဘူးဆိုပြီးတော့မေးလျော့ခံထားကြတယ်နံပါတ်1 အမျိုးသမီးအများစုမှတ်ပါတယ်ကျွန်တော်တို့ဒီဝိတ်ချတဲ့အခါကိုလေးချင်ရောချတဲ့အခါဆီချတဲ့အခါ calorie deficit လုပ်တယ် short လိုက်တဲ့အခါမှာညော့သွားတယ်ကျသွားတယ်ဒါပေမဲ့ခန္ဓာကိုယ်ကပျော့ပျော့တွယ်တွယ်လေးဖြစ်နေအထူးသဖြင့်ကျွန်တော်တို့လက်မောင်းနောက်တွေလေ bad wings ပေါ့ဘလက်ဘလက်ဘလက်ဖြစ်နေ short လိုက်တယ်ဆိုရင်ကျသွားတယ်ကြွက်သားတွေပါသွားတယ်အဲ့တော့ခန္ဓာကိုယ်အကုန်ပျော့သွားတယ်အဲ့မှာလက်မောင်းနောက်ကအဆိုးဆုံးပဲအဲ့လိုဖြစ်နေအဲ့လိုမဖြစ်ဖို့အတွက်ကျွန်တော်တို့ကကြွက်သားတိဆောက်ဖို့လိုတယ်ဟုတ်တယ်တကိုယ်လုံးကြွက်သားတိဆောက်ဖို့လိုတာမှန်တယ်ဒါပေမဲ့ဒါလေးကိုမေ့လျော်တော့ပို့ပြီးတော့ကြည့်ရဆိုတယ်တချို့ကလေ့ကျင့်ခန်းတော့တေချာလောက် တယ် calorie deficit လုပ်တယ်ခန္ဓာကိုယ်လေးကတော့ကိုယ်ရစ်စ်သွားတယ်ဒါပေမဲ့ diet တော်တော်ရုပ်ပြက်ဆင်းပြက်တွေဖြစ်သွားတယ်အသက်ရဲ့ပိုင်းခြားကြီးလာတာနဲ့အမျှပိုဆိုးလာတာလည်းပါတာပေါ့ဆိုတော့ဒီလမောင်းနောက်ကြွက်သားတွေကစားလို့တန်းပြီးကျစ်လက်သွားမယ်လို့ပြောတာမဟုတ်ဘူးအစီချဖို့အတွက် calorie deficit လုပ်ရမယ်လမောင်းနောက်ကြွက်သားလေးတွေကစားထားမယ်ဆိုရင်အသက်ရဲ့ပိုင်းခြားတစ်ခုရောက်တဲ့အထိခန္ဓာကိုယ်လေးကတင်းတင်းတက်တက်လေးရှိနေမှာဖြစ်တယ်ဒါမေးလျော်နေလို့ဒါ highlight လေးလုပ်ပြီးပြောတာဖြစ်တယ်ယောက်ျားလေးဆိုရင်လည်းလမောင်းကြီးကျင်တယ် ်ခန္ဓာကိုယ်ဆက်မထရီကြအောင်လမောင်းလေးတုတ်ခိုင်ခြင်းနဲ့ဆိုပြီးတော့ bicep ကတော့ပြောစရာမလိုဘူးအတကုံကစားကြတယ်ဒါပေမဲ့ tricep ကိုခုနလိုမျိုးဟာကျွန်တော်တို့ဒကုဒကိုက်ကဖြစ်တာမဟုတ်ဘူးဆိုတကယ်ကြည့်ကြည့်လိုက်ကျွန်တော်တို့လမောင်းကျွတ်သားတစ်ခုရဲ့80ရာခိုင်နှုန်းပြန်မြောက်လောက်ကိုကျွန်တော်တို့ tricep ကျွတ်သားနေရာယူထားတာဖြစ်တယ်အဲ့တော့ tricep ကျွတ်သားလေးကိုကစားထားမယ်ဆိုရင်ဘေးရပဲကြည့်ကြည့် lateral head ဒီကောင်းနေတယ်ဆိုရင်လေမိုက်တာပဲအနောက်ကပဲကြည့်ကြည့်လောင်းဟက်ကြီးရလုံးဝပြေမောက်နေတယ်ဆိုရင်လေဖိုင်တာပဲဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့က tricep ကိုမမေ့လျော့တင်ကစားတင်တယ်ကစားတဲ့နေရာမှာလေဩကစားနေတဲ့နေရာ အများကြီးဘယ်လိုရွေးချယ်ရမလဲမသိဘူးဆိုရင်ထုံးစံတိုင်းတိတ်မှန်လေးကြလက်ပေါင်းနောက်ကျတာလေ့ကျင့်ခန်းများဆိုတဲ့အတိုင်းသူ့ရဲ့ anatomy ကဘယ်လိုသူ့ရဲ့ function ကဘယ်လိုဘယ် exercise တွေကိုကျွန်တော်တို့ရွေးချယ်ရမလဲတိတ်မှန်လေးကြလေ့လာတွေ့ရှိချက်တွေနဲ့ကျွန်တော်ရဲ့တွေ့ကြုံနဲ့ပေါင်းစပ်ပြီးတော့တေချာလေးကြကြနာနာဂါဂါနာနာလေးရှင်းပြတော့မှာဖြစ်ပါဒါဆိုရင်ကျွန်တော် anatomy လေးကိုစကြည့်လိုက်အောင် tricep try ဆိုတဲ့အတိုင်းသူက၃ ်၃ခုရှိတာကျွန်တော်တို့ long head ကဲ lateral head ကဲ media head ဆိုပြီး၃ခုရှိတာဒီနေရာမှာတော့ insertion origin ကိုတစ်ခုတည်းမပြောတော့ဘဲနဲ့ကျွန်တော်တို့ origin ၃ခုတစ်ပြိုင်တည်းပြောလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ insertion တစ်ခုစနေတာက၃နေရာစုံးနေနေရာတနေရာအဲ့လိုလေးဖြစ်နေလို့ကျွန်တော် origin လေးကိုတန်းပြီးအရင်ပြောသွားမယ်ပုံလေးနဲ့ပြသွားမယ် insertion ကိုတော့တစ်ခုတည်းဖြစ်တဲ့အတွက်နောက်ဆုံးမှပြောသွားမယ်နောက်ပြီးတော့ဒီဟာကိုအသေးချာလေးရှင်တွဲပြီးဒီပုံကိုခဏခဏနောက်ပြန်ပြီးတော့တုံးမယ်။နည်းနည်းလေး exercise ကိုရှင်းတဲ့နေရာမှာ နည်းနည်းလေးရှုပ်ထွေးသွားမှာဆိုလို့ဒီပုံလေးကိုတကြမှတ်မိအောင်ကြည့်ထားလိုအပ်ရင် screenshot ရိုက်ထားနံပါတ်1လောက်ဟက်လောက်ဟက်ကဲ origin က infographic tropical of scapula ကျွန်တော် scapula မှာစတယ် shoulder blade လက်ပြင်ရိုးမှာစတယ်နောက်တစ်ခုက lateral head lateral head ကကျွန်တော်တို့ humerus လက်မောင်းယူလက်မောင်းယူမှာမှာじゃကျွန်တော်တို့ဒါ posterior surface ပေါ့เนาะအနောက်ဖက်မှာစတယ် နောက်ဆုံးအသေးလေး media hack ကလည်းကျွန်တော်ဒီလက်မောင်းရိုးမှာပဲလက်မောင်းရိုးအနောက်ဘက် posterior surface မှာစတယ်။ဒါကစမှတ်၃ခုအဲ့ဒီ၃ရောက်လုံ၃ခုလုံကတနေရာထဲမှာသွားပြီးတော့ insertion သွားစုံတယ်သွားပြီးတော့ဆက်တယ်။အဲ့ဒါလေးကတော့ကျွန်တော်တို့ဒီအလွယ်ပြောရင်တော့ elbow joint လို့အလွယ်ပြောလို့ရတယ်။အတိအကျပြောရင် electronal of ulna ပေါ့။အဲ့နားလေးမှာသွားပြီးတော့စုံတယ်။သူ့ရဲ့ထူးခြားချက်ကလေးက origin ကတော့၃ခု insertion က၁ခုပဲဖြစ်တယ်။ ဒါလေးကိုလည်းကျေးဇူးပြုပြီးတော့ဒီပုံလေးကိုရှေ့မှာပြောသလိုတိတိကျကျသေးချာလေးမှတ်ထားပေးပါအစ်ဆက်ဆက်ရွေးချယ်တဲ့နေရာမှာဒါလေးကိုတိသွားမယ်ဆိုရင်လုံးဝရှင်းသွားလိမ့်မယ်နှုတ်မဆိုနဝေးတိန်တောင်ဖြစ်နေလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့သူ့ရဲ့ function လေးကိုစက်ကြည့်လိုက်အောင်နံပါတ်1သူ့ရဲ့ function က elbow extension တဒောင်စစ်ဆန့်ခြင်းအဲ့တော့ဒါပုံမှန်အနေထားဒါဆိုရင်တဒောင်စစ်ကိုွေးလိုက်တယ်အဲ့ဒါက elbow flexion elbow flexion ကျွန်တော်အင်္ဂလိပ်စာသင်နေရမှာနောက်ပိုင်း exercise ကိုပြောမယ်ဆိုရင်အဲ့ဒါလေးနားလည်ထားရင်ပိုကောင်းတယ်ဆန့်လိုက်တာက extension elbow extension တတော်စစ်ဆန့်လိုက်တယ်နောက်တစ်ခုက shoulder ဒါက shoulder flexion shoulder ကိုယ်လိုက်ခြင်းပေါ့ shoulder flexion ဒါဥမှပြန်ဆန့်လိုက်တာက shoulder extension အမှမှာ ratio motion နေရှိရဲဒါပုံလေးနဲ့ဘယ်လောက်ထိကျွန်တော်တို့ကဘယ်လောက်ထိဆန့်လို့ရလဲဘယ်လောက်ထိကွေးလို့ရလဲဆိုတော့ပြထားတာအဲ့ဒါမှာကဘာပေါ်မှာထူးခြားပြီးတော့တည်ရမယ်360ပတ်လဲလှည့်လို့ရတဲ့ဟာကြီးတော့ဒါမပြနိုင်ဘူးเนาะဒါတသန်းမှာတယောက်လောက်ရှိတဲ့ဟာကြီးနောက်တစ်ခုက shoulder adaptation ADD at ပေါင်းထည့်လိုက်ခြင်းခန္ဓာကိုယ်ဆွဲကပ်လိုက်ခြင်းအဲ့ဒါသူ့ရဲ့ main function လေးတွေဖြစ်တယ်ဒါလေးကိုတိသွားပြီဆိုရင်ကျွန်တော်နောက်၄ချိန်ခန်းလေးကိုဆက်သွားမယ်၄ချိန်ခန်းမှာကျွန်တော်တို့အများဆုံး controversial ဖြစ်တာကဒါဓာတ်ရုံမှားတယ်လို့တန်းပြောလိုက်ရင်လူတွေကမျက်ထောင်ကြီးညီပြီးတော့သွေးတွေ ဆုကုန်ကြတယ်။အများစုကကျွန်တော်တို့ဒီ exercise ပေါ့နော်ဖိချတဲ့ exercise တွေဆွဲချရပဲပြောပြောဖိချရပဲပြောဒီလိုမျိုး elbow extension လုပ်တဲ့အခါမျိုးကြာရင်အဓိကကျွန်တော်တို့ကဘာကိုသွားပြီးတော့ထိလဲဆိုတော့ lateral head နဲ့ medial head ပို့ပြီးထိရလို့ကျွန်တော်ယူဆတယ်အဲ့လိုကစားကြတယ်။အဲ့တော့အဲ့ခါလေးကအနေနဲ့တော့အယူဆလွဲနေတယ်။အနောက်ပြီးတော့ဒီ long head အတွက်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုး stretch လုပ်ပြီးတော့ overhead ပေါ့နော်အဲ့လိုဒီ skull crusher လို့ဟာမျိုးဆော့ရင်ပို့ပြီးတော့ကောင်းနေလို့ ထင်တယ်။အဲလိုမားတယ်လို့ပြောလိုက်ရင် amin tricep ကဘယ်လောက်ရှိလဲငါသားငါတို့ကပို့ပြီးတော့မင်းထက်ဝါရင်းနဲ့တပါရင်းနဲ့ဘာညာစတဲ့အဲ့လိုတွေကျွန်တော်တို့အငင်းမပွားလို့ပါဘူး။ဒါပေမဲ့ဘာကြောင့်ဒါလေးကနည်းနည်းလေးလွယ်နေလဲဆိုတာကိုကျွန်တော်ရှေ့မှာပြောထားတဲ့ဗီဒီယိုလေးနဲ့ reference လေးကျွန်တော်ပြန်ယူမယ်။အဲ့ဒါကတော့ကျွန်တော်တို့ဒီပေါင်ကြသားကစားနီးတိတ်ပန်နီးကြပေါင်ကြသားကစားနီးဆိုတဲ့ကစားနီးလေးမှာကျွန်တော်ပြောထားတယ်။နံပါတ်1 ျွန်တော်တို့ squat ထိုင်တဲ့အခါမှာမှန်တယ်ဒီ quad muscle အကုန်လုံးနှိပါကိုထိရဆိုပေမဲ့ရေသားကိုခြောင်လိုက်နေတဲ့အကောင် retex femoris ဆိုတာရှိတယ်။ထိုင်လိုက်တဲ့အခါမှာတော့ hip joint မှာချိတ်ထားတဲ့ကောင်ကသူက shorten ဖြစ်သွားပေမဲ့ပြန်ထပ်ထလိုက်တဲ့အခါမှာ lengthen ပြန်ဖြစ်သွားတယ်။နှိကြိုင်မှာချိတ်ထားတဲ့ကောင်။အဲ့တော့မိတ်ဆွေတို့ကဥပမာပေးခဲ့သေးတယ်လေမျက်နှာများတဲ့အရင်ကြီးစားလိုပဲ ตาထဲနောက်ကိုကူးသွားတယ်ဆိုပြီးတော့ရေသားကိုအချောင်လိုက်နေတယ်။သူအဲ့လိုမျိုးဖြစ်နေ Redex Formers ကနောက်ပြီးတော့ဘူးသူနအနေနဲ့ပြောရရင်ကျွန်တော် squat ထိုင်နေထိုင်တိုင်းမှာ hip joint နဲ့ knee joint မှာဆက်နေတဲ့ hamstring တွေလည်းအလုပ်လုပ်တာမဟုတ်ဘူး။အဲအဲ့လိုသဘောတရားလေးပဲဒီနေရာမှာလည်းကျွန်တော်တို့ကဟုတ်ပြီ overhead movement တွေမှာကျွန်တော်တို့က elbow extension the down sit ဆန့်ခြင်းကိုလုပ်တယ်ဆိုပေမဲ့ shoulder ဒီ flexion ကြီးဖြစ်နေတယ်။တကယ်လို့ extensor muscle တွေလေး elbow လဲ extension လုပ်ရမယ် elbow လဲ extension လုပ်ရမယ်လေ shoulder လဲ extension လုပ်ရမယ်အဲ့တော့အဲ့လိုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့် the joint ကိုအသေးထား the joint ကိုလှုပ်ရှားမဟုတ်ဘဲနဲ့နှစ် joint လုံးကလှုပ်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ချိန်မှာ long head ကတိတ်ပြီးတော့မလှုပ်တော့ဒါလေးကိုတတိထားဖို့လိုတယ်အဲ့တော့လုံးဝမထိရဘူးလားတော့မဟုတ်ဘူး ် letter နဲ့ media ကပို့ပြီးတော့အလုပ်လုပ်တယ်ပို့ပြီးတော့တိတိကျကျခံခံမှမှပြောရမယ်ဆိုရင်ဒီ graph မှာဆိုရင်ဒီလိုမျိုး overhead movement နေမှာဆိုရင် letter နဲ့ media ကကောင်းကောင်းလှုပ်ဆောင်မှုရတယ်ဆိုတာကိုလည်းတိပ်ပံနေကြအထောက်ထား research data တွေနဲ့ဒီမှာဖော်ပြထားတယ်ဆိုတော့ကျွန်တော်ပုံမှန် repeat ချရဲအားမျိုးပေါ့နော် extension ပေါ့ elbow extension မှာကတော့ကျွန်တော်တို့မှန်နေ၃ရောင်လုံးထိတယ် lateral medial long head ကိုအကုန်လုံးထိတယ်မငင်းဘူးအကုန်လုံးထိတယ် ါပေမဲ့ကျွန်တော်ဒီ law hack ကတော့ပို့ပြီးတော့ bias ဖြစ်တယ်ခန္ဓာကိုယ်ရဲ့ဘေးမှာထားပြီးတော့ဒီလိုမျိုး movement နဲ့ deposition လေးကိုလုပ်မယ်ဆိုရင်တော့ law hack ကပို့ပြီးတော့ bias ဖြစ်တယ်ဒီနေရာမှာတတိရအောင်ပြောမယ်ဆိုရင်တော့ the joint ကိုအသေးထား the joint ကိုလှုပ်ရှားတေချာလေးဒီ scapular shoulder ဒါလေးတွေကိုတေချာလေးအသေးထားရမယ် elbow joint ကိုပဲလှုပ်ရှားရမယ်အဲဒါလေးကိုလည်းမမေ့စေဘူးအချို့ကလည်းအတင်းထိချပြီးတော့တစ်ချိန်တည်းအရင်ဖြစ်နေရလေးတွေရှိတယ် အဲအဲ့လိုပုံစံလေးတွေ့ရတယ်ဒါကတော့ဒီလို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  research လေးတွေနဲ့ဒီလိုမျိုးပြောတာဖြစ်တယ်ဒါပေမဲ့တစ်ခါကြတော့ကျွန်တော်တို့ကဟိုအရန်ကြီးဟိုဖတ်ပြီးတော့လွဲသွားတာလည်းရှိတယ်ဘုဒ္ဓရအနေနဲ့ပြောရမယ်ဆိုဒီ research မှာဆိုကျွန်တော်ပြောတာရင်မြောင်းမြန်ဖြစ်နေတယ်အဲ့တော့ကိုယ့်အကိုစဉ်းစားပြီးတော့ကစားတတ်ဖို့လိုတယ်ဒီ research မှာပြောလို့ဒီ insight မှန်တယ်ဆိုတာထက်ခုနကျွန်တော် insertion origin ကိုအလကားပြောခဲ့တာမဟုတ်ဘူးအဲ့ဒီ lateral နဲ့ media head ဒီ ကျွန်တော်တို့က humerus တွေလက်မောင်းယိုးမှာရတယ် elbow joint မှာချိန်တယ်ပြောရမယ်ဆိုရင်တော့ဒီကောင်က single joint ချိန်နေတဲ့အကောင်လေဟိုကောင်ကဒီလောင်းဟက်ကနှစ်ခုချိန်နေတာ biadicular ချိန်နေတာအဲ့တော့ the joint အသေးထား the joint လှုပ်ရှားလို့ဟိုကောင်ကဒီမှာဒိန်း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  extension လုပ်တယ်ဆိုတာနဲ့ပြီးနေပြီလေ lateral နဲ့ medial ဟိုကောင်ကြီးကြတော့ဒီမှာဒီလိုကြီးဖြစ်သွားတဲ့အတွက်ကြောင့်ဒီလောင်းဟက်ကြီးကနည်းနည်းတော့ရှုပ်ထွေးတယ်အဲ့တော့ insertion origin တိသွားမယ်ဆိုရင်မှန်တယ်မှားတယ်ဆိုတာကိုယ့်ကိုစဉ်းစားပြီးတော့ရွေးချယ်လို့ရတယ်နောက်တစ်ခုက ရှေ့မှာကျွန်တော်ပြောရဲ supernation pronation neutral supernation pronation neutral ကျွန်တော်တို့ဒီလိုမျိုး elbow extension movement လုပ်တဲ့အခါမှာဒီလိုကရင်လောင်းဟက်ကိုပို့ပြီးထိရဲဆိုတာတချို့ကအတိထားကြတယ်တချို့ကလည်းလုပ်ကြည့်မှန်တယ်မှားတယ်ဘယ်လိုဆုံးဖြတ်ဆိုတော့စဉ်းစားကြည့်ခုနကကျွန်တော်ပြောရဲ shoulder adduction ဒီကောင်လုပ်တဲ့အခါမှာကျွန်တော်တို့ဒီလောင်းဟက်ကနည်းနည်းလေးပို့ပြီးတော့ activate ဖြစ်တယ်အဲ့တော့ဒီလိုမျိုးလေးလုပ်ကြည့်ပောက်ကွက်လေးခန်းစားကြည့်ဗျာဒီမှာ neutral grip ဒါစူပါနေရှင်ဒါပရိုနေရှင်စူပါနေဒီတိုင်းနေရာမှာစူပါနေရှင်လောက်ကြည့်အဲလောင်းဟတ်ကိုကိုကကိုလက်ကင်ပြီးတော့ခန်းစားကြည့်အဲ့လိုလောက်ကြည့်နောက်တစ်ခုကစန့်ကျင်ဘက်ပြောမယ်ဒါ ADD ဒါရှင်ဒါကအဒက်ရှင် ADUCDI ကအဒက်ရှင်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီလိုလက်ကိုပက်လက်လှန်ထားပြီးတော့ဒီလိုမှကြည့်ဒီလိုဖြစ်သွားတာစန့်ကျင်ဘက်လေသူက function ကအဲ့လိုတွေရှိတယ်အဲ့တော့ဂျန်တန်ပြီးတော့ဒါပြောလိုက်တဲ့နေရာဒါယုံဒါကြီးလိုက်လို့ဆိုတာထက်စန့်ကြည့်လောက်ကြည့် စမ်းကြည့်လို့ကြည့်အဲကျွန်တော်ပြောလို့ဟာဒီအဆိုင်နှစ်မျိုးပဲလောရမှာလားဒါသီးတာအမှန်တရားဒါသီးတာအကောင်းဆုံးလားအဲ့လိုလည်းမဟုတ်ဘူး dip လို့ရှိတယ်ကျွန်တော် tricep dip လောက်တာရှိတယ် weight တွေတွဲပြီးတော့ dip လောက်တာရှိတယ် machine နဲ့ dip လောက်တာရှိတယ် gm press ရှိတယ် skull crusher ရှိတယ်ကျွန်တော်တို့ဒီမှာ elbow extension cable မှာပြောင်းပြောင်းပြောင်းဆွဲတာရှိတယ် rope နဲ့ရှိတယ် v burn နဲ့ရှိတယ် t burn နဲ့အများကြီးကြိုက်တဲ့ဟာနဲ့မိတ်ဆွေတို့ဆွဲလို့ရတယ်ဒါပေမဲ့ insertion origin လေးတွေသိမယ်သူ function လေးတွေသိမယ်ဆိုရင်ကိုကကောင်းကောင်းကြီးရွေးချယ်လို့ရတယ်ကျွန်တော်အကြိုက်ဆုံးကိုပြောပါဆိုရင်ခုနကနှမျိုးပဲကျွန်တော်တို့ဒီမှာ double extension လုပ်မယ်ဆိုရင်ကျွန်တော် long head ကြီးအတွက် ကောင်းကောင်းကြီးပို့ပြီးတော့ကျွန်တော်ကတော့ကြိုက်တယ်အမှ super nation လေးကိုင်လိုက်မယ်ဆိုရင်တော့ share ပဲအဲ့လိုလေးသွားမယ်အဲ့ဒီနေရာမှာကြာလာတဲ့အခါမှာ progressive over လောက်တာနဲ့အမျှဒီကောင်းကြီးကိုထိန်းထားဖို့ကကျွန်တော်တို့ဒီမှာ comma စိတ်နဲ့တောက်ပြီးတော့ချုပ်ပြီးတော့ထိန်းထားမယ်ဒီကောင်းကြီး stable ဖြစ်နေဖို့လိုတယ်ကောင်းကောင်းကြီးဒီမှာ ကစားနိုင်ဖို့လိုတယ်နောက်ပိုင်းကျရင်တော့ကျွန်တော်တို့ကဟိုကန်ရတွေရတာခက်လာတယ်ဆိုရင်တော့ကျွန်တော်တို့စီတက်ထားပြီးတော့ဒီပုံမှန်ပြထားသလိုမျိုးကျွန်တော်တို့ကစားတာမျိုးလုပ်လို့ရတယ်နေရာအခက်ခဲရှိရင်တော့ဒါတိုင်ပတ်တာပေါ့အဲ့တော့ stabilize အဖြစ်ဆုံး isolate အဖြစ်ဆုံးဆိုရင်တော့ hypertrophy တက်အကောင်ဆုံးဒါ hypertrophy standpoint တစ်ခုလေးကကျွန်တော်ပြောတာဒီကစားနည်းကကဘာပေါ်မှာအကောင်ဆုံးလို့ပြောတာမဟုတ်ဘူး olympia တွေလည်းကစားချိန်မှာကစားလိုက်အဲဒီလိုလေးရှိတာပေါ့နော်အဲ့လိုနားလည်ထားရမယ်အဲ့တော့ overhead movement မှာကျတော့ lateral head နဲ့ media head ကပို့ပြီးတော့ကောင်းတယ် ပို့ပြီးကောင်းတယ်ဆိုတာလောင်းဟက်ကြီးอ่ะအလုံးမလုံးတော့ဘူးလေပိတ်ခံထားရတယ်လေအဲဒါကြောင့်လည်းပို့ပြီးကောင်းတယ်လို့ပြောတာအဲ့တော့ဒါပေမဲ့ကွာအချိန်မရှိဘူးမအားဘူးဆိုရင်လေညရတာပဲ able extension တစ်ခုပဲလုပ်တယ်ဆိုရင်လေလုံလောက်တာပဲ အလက်ထရနက်မီဒီယာဟက်လေးကနည်းနည်းကြံခဲ့ရတယ်ဆိုရင်တော့ညကစားအဲ့လိုလုပ်လဲရတာပဲဒါအမျိုးမျိုးကိုညံရှိရင်ရှိတယ်လို့ညံရှိရင်ရှိတယ်လို့တုံးသွားလို့ရတယ်တချို့ကလည်း comment မှာစေတနာနဲ့ပြောတာပေါ့နော်ကျွန်တော်တို့ gym သွားနိုင်လို့အိမ်မှာပဲလုပ်လို့ရမယ့် exercise လေး something ပေါ့နော် dumbbell နဲ့လုပ်လို့ရမယ့် exercise လေးပြောပြပါစို့ကျွန်တော်ကတခါတည်းဒီငါခင်ကြွေးတာမဟုတ်ဘူးငါဖန်းနေတင်ပေးလိုက်တာဒီ movement တွေဘယ်လိုရှိလဲဒီ anatomy တွေဘယ်လိုရှိလဲပြောပြလိုက်တော့ကောက်ကိုကစားနေရွေးလို့ရသွားတယ်ဟိုဆန်းတော်ဝါးဝါလေးဟို လမောင်းနောက်ကျတာသူ့လမောင်းနောက်ကျတာအားကြီးလာတယ်သူ့တိုင်းကစားမယ်သူ16မျိုးကစားငါ16မျိုးကစားအဲသူကကျတော့လေဒီ body weight နဲ့ပဲကစား dip ဘလို့ဘလို့ဘလို့လောက်လိုက်လောက်အဲ့လိုလောက်တယ်ဆိုတာထနားထောင် လေးလာဒီဟာလေးကိုခွဲချမ်းစိတ်ဖြာကော့ကို try ကြည့်အဲ့လိုလုပ်စေချင်တာဒါကြောင့်မို့လေးရှိခံပြီးတော့ကျွန်တော်အရှိမဒါအောက်ပိုင်းကျွတ်သားကိုလည်းပြန်ပြီး mention ခေါ်ပြီးပြောရဲဆိုတာစဉ်းစားကြည့်ဒီ insertion origin လေးတွေတည်တော့ဒီ bi articular movement ရှိတဲ့ဟာလေးတွေ၊ joint အသေးထား joint လှုပ်ရှားဆိုတဲ့ဟာလေးတွေအချိတ်ဆက်ကိုရီးယားဇာလန်တွဲလေးတို့ပဲအဲ့တော့အဲ့ဒါကြောင့်မို့ကျွန်တော်လေးရှည်ခံပြီးတော့တန်တိုင်ဝင်ဝင်ပြောနေတာဖြစ်တယ်အလွယ်တကူပြောချင်ရှင်းရှင်းလေးပြညော့တမှာ airport extension ဓာတ်တစ်ခုလှုပ် overhead အမှ extension တစ်ခုလှုပ်ပြီးပြီးရောအမှ tricep ဆိုအဲ့လိုပြောလိုက်လေရတာပဲဒါကျွန်တော်ကအသေးစိတ်ဘာလို့ပြောပြလဲဆိုတာကြိုက်တဲ့နည်းနဲ့ကစားကိုယ့်ကိုစဉ်းစားတတ်သွားအောင် ပြောပြတာဖြစ်တယ်။အဲဒီဗီဒီယိုလေးမှာမိတ်ဆွေတို့အကျိုးရှိဆုံးအချက်တစ်ချက်ကဘာဖြစ်မလဲကျွန်တော် comment မှာတရားလေးရေးသားပေးပါအောင်။အဲဒါနဲ့လစဉ်လူတရာပဲလက်ခံတဲ့ယာနုံးပြအာမခံ body recomposition program ကဒီလမှာ25ရောက်ပဲနောက်ဆုံးကျန်းမာတော့တယ်။အဲမိတ်ဆွေတို့တနေ့တာလောက်ရမယ့်လေ့ကျင့်ခန်းအတီးကျဒေတာစားရမယ်အစားအသောက်အတိအကျနောက်ပြီးတော့ဒါတွေမှန်တယ်မှားတယ်ဆိုတာကိုကျွန်တော်တို့အတိအကျပြန်လဲစစ်ဆေးပေးတဲ့ပုံစံလေးနဲ့တွားခြင်းတယ် စံတော်ဝါးရင်မဟုတ်ဘူးမြေပုံရှိုံသာမကဘေးကနေ GPS လေးနဲ့တရားကြည့်ပေးမယ်လမ်းညွန်ဂိုက်တယောက်ကပြောနေတဲ့ပုံစံနဲ့သွားကျင်နေဆိုရင်တော့ဂျာနောင်းပြအမကန်ဘော်ရီရောကွန်ဗာစေးရှင်းပရိုဂရမ်လေးဝယ်ယူလို့ရပါတယ်ပရိုဂရမ်ဝယ်ယူကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ Page Messenger မှာ Body Recomposition Program ဆိုပြီးတော့ဒီစာလေးတစ်လုံးမယ်ရေးသွားပေးလိုက် admin ရဲ့ message တွေကိုအသေးစိတ်ရှင်းပြပါလိမ့်မယ်ဗီဒီယိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်